အဲ့တော့ဘုရားဘာသာကညဏ်နေမစားဘူးလို့ဆိုတာတသက်အငတ်ခန္ဓာမဟုတ်ဘူးနော်တကယ်သူတော်စင်ပုဂ္ဂိုလ်တွေဟာညစာကိုရှောင်ကြတယ်ဘာဖြစ်လို့ညစာကိုရှောင်တယ်လဲလို့ဆိုလို့ရှိရင်အတိတ်ဖြစ်ကညစာစားခြင်းအပြင်လူတွေမှာအစာဝလာတဲ့အခါမှာအိတ်ချင်ထိုင်းမှိုင်းမှုတွေပို့ပြီးတော့မများဘူးလားများပါဘူးခင်ဗျာများတယ် တန်ဖိုးရှိတဲ့ညအခါမှာဖိုင်လေးလေးနဲ့အိတ်ဖို့ပဲကြိုးစားတော့မှာပေါ့အေးသူတော်စင်သူတော်မြတ်များကညအခါဟာတိတ်တန်ဖိုးရှိတယ်လို့ယူဆကြတယ်ဒါကြောင့်မို့လို့အိတ်အနေနဲ့အောင်လဲညစာကိုမစားပဲနဲ့မနန်နဲ့စားပဲစားတယ်နောက်တစ်ခုကညစာစားမယ်ညစာစားမယ်ညနေစာစားမယ်ဆိုလို့ရှိရင်ဝေယဝိဇ္ဇာတွေရောမလောက်ရဘူးလားမှန်ပါပါ ဆက်ရမယ်ပြုတ်ရမယ်ဓမဲဘဝပြင်ရမယ်ဆင်းရမယ်ဆိုတဲ့ဝိယဝိသ။အေးမချက်ပါဘူးဆိုင်သွားမယ်ဆိုတဲ့သွားရသေးတာပဲဟုတ်ကဲ့လား။စားပြီးပြီဆိုတာနဲ့ဗိုက်လေးသွားပြီလေ။ဗိုက်လေးသွားရင်အိပ်ဖို့ပဲစဉ်းစားတော့မှာပဲ။တံပိုးရှိပြီးတော့တိတ်ဆိတ်ငြိမ်သက်တဲ့ညချမ်းလေးကိုအချိန်ဖြုံးပြဖို့ပဲရှိတယ်တဲ့။ကာမဂုဏ်အာယုစိတ်တွေလောဘတွေနဲ့ဟော အိတ်လိုက်ကြပြီသူတို့ရှင်သူတို့မြတ်တယ်ကတော့အဲ့လိုမဟုတ်ဘူးသူတို့ပြောတာနတ္တဝသူပိတုံဟောတိရတ္တိနက္ခတ္တမာပိနေညာခါမှာဆိုတာကောင်းရင်ကိုမော့ကြည့်လိုက်လို့ရှင်အမတန်မှကြည်တူးစရာကောင်းတယ်ကောင်းတယ်မှာလာတို့နက္ခတ္တကျေတရားတွေရှိမနေဘူးလားနေခါမှာကြည့်မယ်ဆိုလို့ရှင်နေကြီးကလွဲလို့တခြားမမြင်ရဘူး ညမှာကျတော့အလွန်လှပတဲ့လက်ခတ်တွေကိုနာကဝင်းဝင်းလက်လက်ဒီနာကဝင်းဝင်းလက်လက်နဲ့အလွန်လှတဲ့ညအခါကိုလူတွေကအိပ်ပြီးတော့ဖြတ်ကျော်ပလိုက်ကြတယ်မေ့ထားလိုက်ကြညရဲ့အလှကိုလူတွေမသိကြဘူးတဲ့နော်အများစုကလူတွေမသိကြဒါကြောင့်မလို့သူတော်စင်သူတော်မြတ်တွေကနတ္တဝသူပိတုံဟောတိရတ္တိလက္ခတမာလိတိညဆိုတာတဲ့ လက်ခပ်ပန်းနေတဲ့အဆက်မြက်ကျဲအလွန်မတဲ့ညအခါဆိုတာအိပ်ဖို့မဟုတ်ဘူးလို့ပဋိစက္ခိတုမေဝေတာညဆိုတာကကိုယ့်ရဲ့ကိုယ်ကိုယ်ကိုထိမ့်သိမ်းဆောင်းလျှောက်ပြီးတော့အကုသိုလ်တရားတွေကင်းအောင်ကိလေသာတရားတွေကလွတ်မြောက်အောင်ကြိုးစားဖို့ကောင်းတဲ့အချိန်ဖြစ်ပါလေ။ဘာဖြစ်လို့လဲဆိုတော့ညဆိုတော့ ယာတိဥဒ္ဓဝလည်းအေးချမ်းတယ်နေလို့မပူအေးမြတယ်ဒီခါမှာတော့လူသန်နေငှက်တန်နေဆူညံနေတာမရှိဘူးညအခါဆိုတော့တိတ်ဆိတ်တယ်ဟုတ်ကဲ့လားတိတ်ဆိတ်ငြိမ်သက်ပြီးတော့အေးချမ်းပြီးတန်ဖိုးရှိတဲ့အချိန်ကြီးတစ်ခုအိတ်ပြီးတော့ဖြတ်ကျော်ပြစ်လိုက်တာအစာစားထားလို့ရှိဒါကြောင့်မို့လို့ညကိုမစားရဘူးဆိုတော့ဝိကာရဘောဇနာတန်ဖိုးရှိတဲ့ညရဲ့တန်ဖိုးရှိအောင် နေနိုင်အောင်လို့ရှိရတဲ့ကိစ္စတခုပဲเนาะအေးဒါကြောင့်မလို့ဩယဟနာပုဂ္ဂိုလ်တွေဟာညအခါတုံးဆောင်ခြင်းမရှိကြဘူးမွန်တွဲတဲ့အချိန်မှာတုံးဆောင်ခြင်းမရှိကြဘူးငါလည်းပဲဒီကနေ့ယဟနာပုဂ္ဂိုလ်တွေရဲ့အကျင့်တိုင်းလိုက်နာရှင်းသွားပြီလို့စိတ်ထဲမှာဝမ်းသာချီးလုပ်ပြီးစောင့်